အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတဆောင်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဟုတ်ကဲ့ကျွန်မကတော့နားပြီဖြစ်ပါတယ်။ဒီကနေ့မှာကျွန်မတင်ဆက်ဖတ်ပြပေးမယ့်အပိုင်းဆက်ဝတ္ထုရှိလေးကတော့မောင်ထွန်းသူရေးသားထားတဲ့တောင်ပံမဲ့ငှက်လေးတဲ့ပြောင်းအပိုင်းဆက်နှစ်ပဲဖြစ်ပါရစေ။အပိုင်းဆက်လေးကြာသွားတဲ့အတွက်လည်းမျိုးငယ်စွာနဲ့အားလုံးကိုတောင်းပန်အပ်ပါရစေ။ဟုတ်ကဲ့နားဆင်ပေးကြပါဦးရှင်။၆ဘဝရေဆက်ကျွန်တော်ဒီ တာဂေတမြို့ကွက်လက်ရက်ကွယ်ရှိတငယ်ချင်းနှောက်အီတို့အိမ်တွင်ဖြစ်တာများကိုကန့်နေသည်နှောက်အီမှကျွန်တော်ထောင်မကြမီကကီလီစေး၌ဆုံမိခဲ့သည်တေပေါ်တေပဲ့တူဖြစ်၏သူ့အိမ်သို့ရောက်သည့်အခါပါလာတိငွေ3000ကျော်ထဲမှ1600ကိုသူ့လက်အခါခဏနေပြရစေဟုပြောသည်သူကကြိုက်တလောက်နေဖို့ပြောကငွေကိုလက်မခံပါကျွန်တော်ကဇော့အတင်းပေးကမှလက်ခံသည်နှောက်အီမှရခင်ကလို့မဟုတ်ပါ လက်သမားအဖွဲတစ်ဖွဲတွင်အလုံးလုံးနေပြီဖြစ်သည်သူကိုယ်တိုင်ကလည်းကျွန်တော်အားငါအရင်လိုမနေတော့ဘူးမင်းထောင်ထဲရောက်နေတုန်းကငါအချုပ်ထဲရောက်သွားသေးတယ်တခါတည်းနဲ့လန့်သွားတယ်ဟုပြောပါသည်သူ့အမေတော်မြိုင်သည်မုံဆိုးမှဖြစ်သည်သူ့ကိုအလွန်ချစ်သည်သူသည်အမနှစ်ယောက်ကြား၌ကြည်ပြင်းခဲရသည်တဦးသည်သောသားဖြစ်၏ငါတခုခုဖြစ်သွားရင်အမေသိမှာကွာဟုသူကပြောသည်သူ့စကားကိုကျွန်တော်ယုံပါသည် သူတို့သားအမိကိုကြည့်ပြီးကျွန်တော်အားကြယုံမြမက ကျွန်တော်အမိကိုတရီရမိပါသည်ဘလို့ရေဆက်ပါလာသည်မသိပါ အဖွားကြီးသည် ကျွန်တော်ကိုချစ်သည် မစွမ်းမတန်ဖြစ်နေသည့်အတွက်အလွန်လဲတနာသည်ကျွန်တော်လဲအဖွားကြီးကိုအလွန်ချစ်ခင်တွေ့တာမိခဲ့ပါသည်ကျွန်တော်ကီလီ၌လုပ်ခဲ့သည့်ကိစ္စမှာအလွန်မကောင်းသည့်ကိစ္စဖြစ်၏ကျွန်တော်ဒီဘာကိုပဲလှုပ်လို့မစင်မခြင်းလှုပ်တတ်သူဖြစ်ပြီးလှုပ်ပြီးကမှနောက်တရတတ်သူဖြစ်ပါသည် အခုလည်းနောင်တရ၍မဆုံးပါအကယ်၍များကျွန်တော်လုတ်တီကိုတည်သွားခဲ့ပါမူကျွန်တော်ထောင်ကြအောင်တော့မြည်မှာမလွဲပါထောင်တို့ပြန်ရမည်ကိုတော့ကျွန်တော်ကြောက်လာပါသည်ကျွန်တော်ကခိုင်းသဖြင့်လှအေးသည် သူ့အလုတ်ကိုတရက်ဖြစ်က ကီလီစေးတို့သွားပေးသည်လက်ထဲတွင်ငွေရှိနေပါလျက်နဲ့ပေစီတို့တန်ငွေကြီးအကူအညီပေးရန် ပြောခိုင်းခြင်းဖြစ်၏လာရေးပြန်လာသည့်အခါပေစီတို့ပေးလိုက်သည့်ငွေ900ပါလာယုံမြတ်မကကျွန်တော်တိလုံနေသည့် သတင်းများကိုပါရခဲ့သည်မြမောင်အားလူတယောက်ကချောင်းရည်အုတ်ခဲနဲ့ထူသဖြင့်နှာခေါင်းရိုးနဲ့သွားတွေကျိုးကုန်ကြောင်းနှစ်ဖူးလဲကွဲသွားကြောင်းဘယ်သူလို့တီကိုမသိရသေးကြောင်းမြမောင်မှာလူမုံများသူဖြစ်၍အလုတ်သမားများထဲမှတယောက်ယောက်ကလုတ်သည်ဟုအများကယူဆနေကြကြောင်းမြမောင်မှာဆေးရုံမှာမစင်ရသေးကြောင်းစသည်တို့ကိုကြားသိခဲ့ရပါသည်ထိုသတင်းနေကြားရပြန်တော့လဲစိတ်မကောင်းဖြစ်ရပါသည် တညတွင်လှအေးနှင့်ကျွန်တော်သည်လမ်းထိပ်လက်ပည့်ရေဆိုင်၌ထိုင်ပြကြသည်။ငါလည်းဘာအလုပ်လုပ်ရမှမသိတော့ပါဘူးကွာ။ဟုကျွန်တော်ကညင်းမိပါသည်။လှအေးသည်ကျွန်တော်အားတစ်ချက်မျှစိုက်ကြည့်ပြီးမျက်နှာကိုတစ်ဖက်သို့လွှဲထားပါသည်။ထို့နောက်တပြင်းတစ်ချက်ချလိုက်ပါသည်။အေးကွာငါလည်းမင်းအကြောင်းစဉ်းစားမိနေတာကြပြီ။တို့လည်းတော်နဲ့အလုပ်ကတော့ဆက်လုပ်ဖို့မကောင်းဘူး။တခြားတဲ့ရအလုပ်လေးတစ်ခုလုပ်ရင်ကောင်းမယ်လို့ထင်တာပဲ။ ငါကမင်းလိုတန်တန်ဆွဆွမဟုတ်တော့ခက်တဲ့တငယ်ချင်းရာငါဘာလို့စားရမလဲလှအေးသည်ငြိမ်စိတ်နေသည်အတန်ကြာမှအေးကွာဟုတ်တော့လေဟုတ်တာပဲဒါပေမဲ့တခုခုတော့စဉ်းစားပြီးလုပ်ကြသေးတာပေါ့ငါလည်းစဉ်းစားမယ်မင်းလည်းစဉ်းစားပေါ့လုံလုံးစေတော့ဒိုးစီမှာပဲနေပေါ့ကွာအမေကလည်းမင်းကိုချစ်ပါတယ်ဟုပြောသည်သူညကအဲ့ရဝင်တော့ကျွန်တော်ပြဿနာကိုကျွန်တော်ဖာသာကျွန်တော်အပြေရှာသည် မရပါဘူး မစွမ်းမတန်တယောက်အားမိသူကားမှယုံကြည်စိတ်ချပြီးအလုပ်ပေးလိမ့်မည်မထင်ပါကျွန်တော်ကိုယ်တိုင်ကရောဘလို့အလုပ်မျိုးကိုလုပ်ကင်နိုင်ပါမည်နီစဉ်းစား၍မရပါကျွန်တော်အတွက်အဖြစ်သည် ရှာလေဝေးလေဖြစ်နေပါသည်ခုနှစ်မင်းတည်လိမ့်မယ်နောက်နှစ်ရက်သုံးရက်ခန့်အကြာတွင် ကျွန်တော်ဒီစောစောစီးစီးအိမ်ရမှာထား၍ကွက်လက်မျိုးနဲ့အတွက်မှကွက်လက်ဈေးတို့တွက်ခဲ့သည်ညကညံမီတလောက်စဉ်းစားပြီး အကြံအဖန်လုပ်ရန်ထွက်လာခဲ့ခြင်းဖြစ်ပါသည်အလွန်လူစီသောဈေးဖြစ်၍အလုံးလုံးရသည်မှာချောင်းမောလိမ့်မည်ဟုထင်မိပါသည်ဈေးရုံနှင့်နှစ်ပတ်သုံးပတ်ခန့်လျှောက်ကြည့်အပြီးတွင်ကျွန်တော်သည်ဆိုင်နှန်းထိတ်အထည်ဆိုင်မှပလေကတ်လုံကြီးကို ဖြတ်ကနေကောက်ယူပြီးလွယ်အိတ်ထဲထဲလိုက်သည်မျက်နှာချင်းဆိုင်မှာတယောက်မှကြီးကမြင်သွားသဖြင့်ဟဲ့ဟဲ့စကိုးစကိုးဟုမပီကလာပီကလာဖြင့်ထော်ပါသည်ရုတ်တရက်လန့်သွားသောကျွန်တော်သည်ပြေပောင်မှသွားသည် ဆိုင်ဤတစ်ဖက်ရှိကုံစုံဆိုင်နန်းပင်မပြေးမိပဲအထဲသေးတန်းကြားသို့ပြန်ဝင်မိသည်မျက်နှာချင်းဆိုင်မှလူတယောက်လဲကျသွားသည်ပြန်အထတွင်နောက်မှတယောက်ကကျောကိုချထောင်းနဲ့စောင့်ကန်လိုက်သဖြင့်ပြန်၍လဲကျသွားပါသည်ကျွန်တော်မျက်နှာပေါ်သို့လက်သီးတစ်ချက်ကျလာသည်ဂျိုးဆောင်တစ်ဖက်မှလည်းပူကနေဖြစ်သွားသည်ဟေးဟေးတော်ကြတော့တော်ကြတော့လူတယောက်ဤအော်တန်ကြားရသည်ကျွန်တော်အနီမှာလူများရှယ်သွားသည် ကျွန်တော်အာဆွဲထူပေးနေတော့လူကြီးတယောက်သူကကျွန်တော်အာဆွဲထူနေရမှာဟာမင်းကခြေတော့မတန်နေကောင်းပါလားဟုရေရွက်သည်ကျွန်တော်ကသူ့အာရှိခိုးပြီးကျွန်တော်ကိုရေစကန်မပို့ပါနဲ့ဦးလေးကြီးရဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်နောက်မလုပ်တော့ပါဘူးဟုတွတ်တွတ်ပြောနေမိသည်မကြခင်ဇေယုံတဲ့သူရောက်သွားသည်တယောက်တစ်ပေါက်ပြောဆိုနေကြသည်များကြားမှပင်ကျွန်တော်ဒီဥအကျဉ်းချင်ချ၍ရှက်ကြီးတငင်ကိုကျေး၍နောက်မလုပ်တော့ပါဘူး ျွန်တော်ကိုရေစကန်မပို့ကြပါနဲ့ဟူသောစကားကိုသာမယံမနာပြောနေမိသည် နောက်ဆုံးတွင်ကျွန်တော်အားခေါ်လာပေးသည့်လူကြီးလက်သို့အားလုံးကပြန်အပ်လိုက်ကြပါသည်ဥထွန်းအောင်ဟူခေါ်တော့ထိုလူကြီးသည် ကျွန်တော်အားဈေးနှင့်မလက်မကန်းရှိဈေးကန်းတို့ခေါ်သွားပြီးဒဏ်ရာများကိုဈေးထည့်ပေးသည်ဂျိုးဆောင်မှဒဏ်ရာကိုကြည့်ပြီးဥထွန်းအောင်ကမင်းကံကောင်းတယ်ဒုံးနဲ့သာဆိုရင်မလွယ်ဘူးအခုအခါခုံမနဲ့ဆောင်နဲ့ခုံမီလို့တော်သေးတာဟုပြောပါသည် ထို့နောက်ကျွန်တော်အားလက်ဖက်ရည်ဆိုင်သို့ခေါ်သွားပြီးကြွေးမွေးသည်။မင်းနောက်ကိုဒါမျိုးမလုပ်နဲ့တော့ဟု သူကဆုံးမသည်။မင်းမှာဟိုဘဲဘွားတော့မကောင်းခဲလို့အခုဒီဘွားမှာလူလာဖြစ်တာတောင်းချင်းနှစ်ဖက်မတန်လို့လူနဲ့မတူဘူး။ကိုးတဲ့အလုံးဆိုတာလူကောင်းတော့မလွယ်ဘူး။အခုမင်းကအကျိုးဖြစ်နေတော့ဆဲကကိုးရင်ရှစ်ခါတော့မိမှာပဲ။မင်းရင်လဲဝိုင်းပြီးအဘေခံရတာနဲ့မင်းတည်မှာပဲ။ဦးထွေးအောင်ဒီကျွန်တော်အားလေးပင်တစီငါပေးသည်။ ကားကကိုသူကပဲစိုက်ပေးလိုက်သည်ကျွန်တော်ကထိုင်၍ကြော့သည့်အခါအေးအေးအေးတာရုတာရုတာရုနောက်ကမကုန်းနဲ့တော့တခြားဟာလှုပ်ရှားဟုပြောသည်ကျွန်တော်အိမ်ပြန်ရောက်သွားသည့်အခါလှအေးဤအမေသည်ရင်ဘတ်စီတီဖြစ်နေသည်ကျွန်တော်ကပစိုးဝယ်မလို့ကင်ကြည့်မိတာသူတို့ကတခိုးတင်ပြီးဝိုင်းရိုက်ကြတယ်ဟုလိန်ပြောသည်အမေမြိုင်ကတော့ကျွန်တော်ဤလှုပ်ကြံဆက်ကိုယုံကြည်ရှာပါသည် ။ပိုစင်ကကျွန်တော်အားတင်ကမကင်းသောမျက်နှာဖြင့်ကြည့်နေသူမှာအမေမြန်ဤတမီလက်မတ်ပြုံဖြစ်ပါသည်။သူ့မျက်နှာတွင်စိုးရိမ်မကင်းဖြစ်နေသည့်အရင်အငွေ့များလည်းထင်ဟပ်နေပါသည်။ရှစ်တခြားဟာလုံစား။နောက်ကိုခိုးမစားနဲ့တော့တခြားဟာလုံစား။ဦးထွေးအောင်ကမာလိုက်သောစကားဖြစ်ပါသည်။သူမာလိုက်သည့်အတိုင်းကျွန်တော်အခြားအလုပ်တစ်ခုကိုလုံစားသည်။ထိုအလုပ်မှာတောင်းစားသောအလုပ်ဖြစ်သည်။ ပထမသောမျိုးတဲတွင်တဏီယာယာ၌ထိုင်၍တောင်းသည်မကြာခဏမျက်နှာတိများနှင့်တွေ့ခြင်းအဖန်အစည်းခံရခြင်းနှင့်အိမ်မအမေမြိုင်တို့တည်သွားမိကိုစိုးရိမ်ခြင်းစသည်တို့ကြောင့်အစွန်အပြားမျိုးနယ်များအတွင်ရှိလူစီကားရာနေရာများသို့ပြောင်းထိုင်ခဲ့သည်မြင်္ဂလာတုံမော်ပြီးတိုက်ကြီးတန်လျင်ခရမ်းသုံးခွစသည်များမှာ ကျွန်တော်ရောက်သောနေရာများဖြစ်သည် တခါတရံဘကိုးအထီသွားလေးရှိပါသည် အမေမြိုင်တို့ကိုမူ ကျွန်တော်နေထိုင်ခဲ့ဘူးဒီတင်နေเจ้า၌ဒိတ်ဆောင်အလုပ်ရသည်ဟုပြောထားသည်ဤအတော်အတော်မှတ်ပြုံးဤဆက်ဆံရေးသည်တိတိတာတာပြောင်းလဲလာခဲ့သည်ကျွန်တော်တို့အိမ်ရောက်စားကစကားမပြောခဲ့သောမှတ်ပြုံးသည်ကျွန်တော်အားစကားပြောလာသည်အရင်တနည်းတော့မဟုတ်ပါငါလူချေချိုးကိုဘယ်မိမကမှစိတ်ဝင်စားမှမဟုတ်ဘူးဟုသောခံယူချက်ထားရှိသည့်ကျွန်တော်သည်မှတ်ပြုံးနှင့်စကားပြောခွင့်ရတိုင်းသူ့မျက်နှာကို မကြည့်ရဲပါတကယ်တော့ကျွန်တော်လုပ်နေသည့်အလုပ်ကလည်း ကောင်းသည့်အလုံးမဟုတ်ပါအလွန်အောက်တန်းကြပြီးဂုံချစ်တည်ရမရှိဆုံးသောအလုံးဟုထင်ပါသည် သို့တော်လည်းကျွန်တော်မတန်နိုင်ပါလောလောဆယ်တဲ့ဤအလုံးမှတပါအချာလုံးစရာကမရှိပါကိုလုံနေရသည့်အလုံးကြောင့်မပြုံးနှင့်တွေ့တိုင်းမလုံစိတ်နှင့်တငယ်စိတ်တို့ဤတန်ကိုခံနေရပါသည်တနေ့တွင်လှအေးကမင်းပြန်ကြရင်မင်းအလုံးမစင်းနဲ့ကွာမင်းတန်ကအရေးကြီးတဲ့စကားပြောစရာရှိလို့ဟုပြောသည်နောက်တနေ့တွင်ကျွန်တော်နဲ့လှအေးတို့ မြောက်ဥက္ကလာပါမလူမှုဖျားတို့ရောက်သွားကြသည်နှစ်ယောက်သားဖျားကတော့အပြီးတွင်တနေရာ၌ထိုင်မိကြပါသည်လာအေးသည်ရုတ်တရက်ဘာမှမပြောဘဲအချိန်အတော်ကြာမျှငြိမ့်စိတ်နေသည်အမေသဘောကောင်းတာမင်းသိပါတယ်နော်ဟုသူကစကားဆသည်အေးငါသိပါတယ်အမေကမင်းကိုသူ့သားတယောက်ကောက်ရောက်ထားတယ်လို့ချက်တာကောမင်းသိတယ်မဟုတ်လားငါသိပါတယ်တငယ်ချင်းရာ မင်းတို့မိသားစုကငါကျေးဇူးရှင်တွေပါကွာ။လှအေးသည်စင်းလေးကိုမင်းညိပြီးဖွာနေသည်။အေးကွာဒီကိစ္စကရှစ်ဆရာတော့မဟုတ်ပါဘူးဟုပြောသည်။ဒီလိုကွာငါမမတ်ပြုံးကိုအမေကမင်းနဲ့နေရာချထားပေးခြင်းနဲ့တဲ့။မင်းအတွေ့ရောသူ့အတွေ့ရောကောင်းအောင်လို့တဲ့။အမှန်အတိုင်းပြောရရင်ပထမတော့ငါကသဘောမတူဘူးကွာ။ငါကတော့မင်းကိုပုံပွင့်လေးလေးပဲပြောရမှာပဲ။မင်းကခိုးလာခွက်လာလုပ်နေတဲ့ကောင် အမငါခတ်တုံးတုံးခတ်အာအာရဲ့ပြီးတော့ကွာဟိုရင်မပြောင်းကလင်ရဘူးတဲ့ဒါပေမဲ့သူ့ကိုခေါ်သွားတဲ့ကောင်ကတုံးရဲ့ပဲပေါင်းပြီးလက်သွားတာအဲ့ဒီတော့မပြောင်းကတခုလက်မင်းစိတ်ကသဘောကျချင်မှကြမယ်မဟုတ်လားငါကအဲ့ဒါတွေစဉ်းစားပြီးသဘောမတူခဲ့တာပါအခုသူ့ကိုခေါ်သွားတဲ့ကောင်ကဘယ်မှာလဲဒီကောင်တမိုးပေါ်ကလိန်ကြလို့တေးသွားပြီ သူကတို့ရဲ့ခေါင်းရင်ကဦးကြီးချင်းလာတို့အိမ်အလင်လာရင်းနဲ့မပြောင်းကိုဆောင်ကားသွားတာပဲ။ အေးလေဒါကတော့ထားလိုက်ပါတော့ငါမင်းအကြောင်းသိချင်လို့နောက်ရောက်ခံပြေးလိုက်တာ၃ချိန်ရှိသွားပြီမင်းဟိုအလုပ်တွေမလုပ်တော့ဘူးဆိုတာတော့ငါသိတယ်ဒါပေမဲ့အခုအလုပ်ကြီးကလည်းမနိုင်ပါဘူးကွာမကောင်းမှုဆိုတာငါလည်းသိပါတယ်လှအေးရလောလောဆယ်ဘာလို့ရမှမသိသေးတာ ਨੇ လုံနေတဲ့သဘောပါငါမပြုံးတဲ့အိမ်တော်ပြုတ်ပြင်းတော့လှအေးကကျွန်တော်အားဖြတ်ခနဲလဲကြည့်သည်မင်းမပြုံးတဲ့နေရာချထားပေးရင်ယူမဲဆိုပါတော့ဟုတ်လားဟုတ်မေသည် ကျွန်တော်ကကောင်းငိမ့်လိုက်ပါသည်ကိုဘဝတစ်တို့မပြုံးနေကျွန်တော်အိမ်အောင်ကြခဲ့သည်မှာရှစ်လာကျော်ခဲ့ပြီအခုအချိန်ထိကျွန်တော်သည်တောင်းစားသည့်အလုပ်ကိုမစွန့်နိုင်သည်နှာရင်းကမကြခဏသတိပေးနေတော့လဲကျွန်တော်သူ့စကားကိုနားမထောင်ခဲ့ပါတညတော်မူအမေမြိုင်ကကျွန်တော်အားလန်ခေါ်သည်ဟဲ့တာအောင်မောင်ဒီဝလာစမ်းအမေစကားပြောဆရာကြီးလို့ကျွန်တော်သူ့ရှိသူရောက်သွားသည် အမေမြိုင်သည်ကျွန်တော်ကိုမကြည့်ပဲ မပြုံးပယ်သွားလဲဟုမေးသည်။လာအေးကဘာခိုင်းမလို့မှမသိဘူး။အပြင်ခေါ်သွားတယ်ဟုကျွန်တော်ကဖြေသည်။အေးကောင်းတယ်ငါခိုင်းတာလို့ခေါ်သွားတာ။အမေကမပြုံးမဖြစ်လို့ပြောရတာလို့သဘောထားပေါ့ကွယ်။မင်းပါလုံနေတယ်ဆိုတာလာအေးပြောလို့အမေသိရတယ်။မပြုံးတော့မသိသေးဘူး။သိသွားရင်လည်းမလွယ်ဘူးကွယ်။ဒီကောင်မှရှစ်တာနဲ့သေးမှာ။ကျွန်တော်ဘာပြောရမည်မသိပါ။ကျွန်တော်ကိုယ်တိုင်လက်ရှိစိတ်ဖြင့်ဝင်ထူနေသည်ဥကောင်းကိုပင်မမော်ရဲပါ အင်းမင်းကတော့မသိသေးဘူးပေါ့လေမိဖုံးမကုံဝင်ရှိနေပြီဗျာဗျာမနေနဲ့တလေးရှိနေပြီဘာလဲမွေးလာမယ်ဆိုတာဘသူမှမပြောနိုင်ဘူးတားမွေမွေတမီမွေမွေသူ့အဖေကတောင်းစားတဲ့လူဆိုရင်ကောင်းမအောင်တော့မလားမွေးလာတော့မယ်ကလေးမျက်နှာကိုကြည့်ပြီးမင်းအနောက်ကိုရက်လိုက်ပါတော့ကွယ်ကျွန်တော်မျက်လုံးအစုံမမျက်ရည်များသည်ကျမ်းပေါ်သို့ကြာလာနေသည်ကျွန်တော်နှုတ်မှစကားလုံးများသည် အထက်ထက်အငေါငေါထွက်လာနေသည်ကြွကြွကျွန်တော်မမမလုံတော့ပါဘူးဗျာအာအသေးဆုံးနဲ့သေသေးပြရစီမကြိမ်ပါနဲ့သားရဲ့အမေယုံပါတယ်ထုံညာကကျွန်တော်မပြုံးကိုဖဲ၍ချက်ကြီးတငင်ကိုမြည်ပါသည်သူကဘာပြုလို့ငိုနေရတာလဲဟုမေးသည်မပြုံးမကလေးရှိနေပြီဆိုတော့တီးရလို့ပါဟာဟုကျွန်တော်ကအပြေပေးခဲ့သည်ထုံညာတို့အချိန်မှစာရွေးကျွန်တော်သည်ဘဝတဲ့တွင်သို့ကူပြောင်းရောက်ရှိသွားခဲ့၏ အခုဆိုလျင်ကျွန်တော်တွင် အိမ်ဆိုင်ကလေးနှင့်စားအုပ်ဆိုင်ကလေးများရှိနေပြီအရက်ထဲလဲ၍ကလေးတိုင်းကျိန်ထိုးခြင်းနှင့်ပေါ်လက်တုပ်ခြင်းများကိုလည်းလုပ်နေပြီအခါအခွင့်အင့်တိုင်းစားအုပ်ချုပ်လုပ်ငန်းကိုလည်းလုပ်နေပြီမတမ်းမစွမ်းစည်းရုံသို့သွား၍အာပြုကရိယာများကိုလည်းတတ်ထားပြီးပြီလမ်းသွားလျင်လက်များနဲ့မသွားတော့ခြေထောက်များဖြင့်သွားနေနိုင်ပြီကျွန်တော်ဘဝတွင် အားငယ်စရာဟူ၍ဘာမှမရှိတော့ကျွန်တော်နဲ့အတူကျွန်တော်ဇနီးမတ်ပြုံးနဲ့ ကျွန်တော်သာချစ်ပြုံးလို့ရှိနေသမျှကာလာပတ်လုံးဟုတ်ကဲ့ပါရှင်တောင်ပန်မဲ့ငှက်လေးတဲ့ပြောအပိုင်စနစ်ကိုဒီနေရာမှာခေတ္တရန်နာကွန်ပြူပါရှင် နောက်လာမယ့်အပိုင်စစ်တွေရှိသေးတာမို့ဆက်လက်အားပေးနားဆင်ပေးကြပါအောင်ရှင်ဒီကနေ့မှနားဆင်ပေးကြတဲ့တော်လံပြည်သူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်စိတ်ခန္ဓာနှစ်ပါးငြိမ်းချမ်းကြပါစေရှင်